ဒီမှာမကြောက်နဲ့နှစ်သက်ကူအထူးရသည် နေဟောင်းပြောက်၍နှစ်သက်ရောက်လေပြီလူတတော်များမှာက လူသည်မဖြစ်ပုံမို့၍ဟောင်းကြလေသည်လူတို့သည်အများအပြား ဒုတိယအရွယ်ကျော်လွန်သောအခါတနှစ်ပြီတစ်နှစ်လက်ချိုးကနေ့အရေအတွက်မှတ်လေးရှိကြသည်ငါယခု90အတွင်းရောက်ပြီ90ပြည့်ရင်အိုတော့မယ်ဟုတွေးကြလေသည်90ပြည့်သောအခါ၌ရှစ်နှစ်52နှစ်နောက်နှစ်ကုန်လွန်လျင်52နှစ်60ထဲရောက်ပြီငါလူကြီးဖြစ်ပြီးစသဖြင့်နှစ်တွေပြိုခြင်းကိုဂယုမဆိုင်ပဲနေကြနိုင်ပြီသည်ထို့ကဲ့သို့နှစ်တွေမှတ်ယူခြင်းသည် ကောင်းပါ၏လို့တရားအရဆိုတော့က တရားတော်အရာဆိုရင်ကသင်္ခါရသဘောတရားကို ထင်မြင်ခြင်းတေဖို့ရန်အတွက်ပြင်ဆင်ဖို့ရန်တတိတရားရခြင်းဖြစ်သဖြင့်ကောင်းသည်ဟုဆိုရပေမည်။ကျွန်ုပ်၏အယူကသင်္ခါရတရားကိုစင်ကျင်ထင်မြင်၍နေဖို့လိုမျိုးမတည်။တရားမီကကျင်းလေကြီးဖြစ်၍နေ၏။တရားမီဘေးကို တွေး၍ကြောက်ဖို့မရှိပေ။အသေးဖြောက်အောင်ကြိုးစားဖို့သာလိုလေသည်။အဘေဘုံစူးစမ်းရမည်နီမိမိကိုမိခုံနေသူများရှိက ၎င်းတို့အတွက်ပူပင်ဒေါကစိတ်နဲ့မတည်ရအောင်စူးစမ်းစီမံခြင်းဖြစ်လေသည်တို့ပင်စူးစမ်းစီမံတစ်ဖြစ်စီစဉ်ဥစ္စာမြောက်များစွာရရှိခြင်းကြောင့်၎င်းဒါသမီမြောက်များစွာအတက်ပင်များပြည့်စုံစွာတင်ပေးရခြင်းကြောင့်၎င်းငါအသေးဖြောက်ပြီးတင်တို့အတွက်ပူစရာမရှိဟုစိတ်ချရတော်လဲစိတ်ချတဲ့အတိုင်း၎င်းတို့မှာဖြစ်ခြင်းမှာဖြစ်မည်ငွေကြီးမြောက်များစွာစုပေါင်း၍ထားခဲ့ခြင်းကြောင့်လဲ၎င်းတို့မှာကြီးကျယ်သောပေကြီးကျယ်သောပျက်စီးခြင်းနဲ့တွေ့နိုင်၏ ပညာကိုသင်ရွေ့ပေးပြီးယာဒုဌာနအလောက်အကန်တွေနဲ့အပြည့်အစည်အနှောင့်အယှက်နဲ့အမှန်ကင်းမီမဆုနိုင်မီသို့တော်လည်းနောက်အကာ၌အဘယ်သို့ပင်ဖြစ်စေကောင်မူစိတ်ချရမည်ဟုထင်မြင်ရသောအခြေအနေ၌အခြေအရာတို့ကိုစွန့်ရခြင်း၌အတိပို၍ဖျောက်မီကယုံမားွယ်မရှိပေ။တို့ဖြစ်လေရာနှစ်တွေကိုလက်ချိုးကရေတွက်၍နေခြင်းသည်အကျိုးမရှိစိတ်အားဆုပ်ရှုပ်စိတ်အားဆုပ်ယုတ်ကကြံစီရေး ကြံရေးစီရေလှုပ်ရေးကံရေးမှာစိတ်အားဆုံးယုတ်ဖို့သာရှိလေတော့သည်ငါချီးပြီးအိုဘီဟုအမြဲတွေးကပဋိစိတ်၍နေချေကသီးသီးသာသာဦးလွယ်၏အတက်စိတ်လဲနှုံနဲ့ချင်းနဲ့အဖြစ်သို့ရောက်မည်ရောက်မည်သာသည်အမဲ့တဝင်းဝင်းအကွင်းအကင်းတပြိုက်ပြိုက်ဟုသောစကားလေးရှိ၍လူလူနိုင်အိုချင်းပြူချင်းတို့သည် နှစ်အရေအတွက်နှင့်မဆိုင်ဂျမ်းမာချင်းနှင့်စိတ်သာလင်းအိုပြူချင်းတို့ကိုဖန်နီးလေသည်စိတ်ကပြူကိုကနုဤ စိတ်ပြိုကုန်လို့တဖြင့်မိမိကိုယ်ကိုငယ်သေးတည်းဟုပတ်ထင်ကအလောအကန်ကိုမလျှော့ပဲနေသည်။နှုတ်ပြို၏အသက်လဲရှည်လေသည်စိတ်အိုကကိုအို၏စိတ်ကြကကိုကြ၏အလောအကန်လျှော့ခြင်း၏လျှော့လျင်မြန်မြန်သိမည်ဟုမှတ်သိခြင်းသည်ကြောင်းမဖွယ်သောအရာမဟုတ်မရဏဒုက္ခမဟုတ်မခံနိုင်သောဝေဒနာပြင်းထန်ကမေ့လျော့၏မေ့လျော့လျင်ဝေဒနာပြောက်မှသည်၏တေမောဝေဒနာပြောက်၏ဘာကြောက်เสียရှိပါသည်နည်း ရင်နာမခံနိုင်ဟူသောစကားသည်မမှန်စကားဖြစ်၏ကိုနိုင်ဝွ၍ထားသောခါဝတ်ထပ်ပင်ရင်ကောင်းကပူ၍လေးပါသလားတေချင်းကိုကြောက်ခြင်းသည် အနေအယုံဖြစ်သောကိုခန္ဓာတစ်တုံးကြီးကိုမြင်ချင်းကြောက်ဖြစ်၏ထိုအကြောက်သည်ကလေးတို့အကြောက်နှင့်မချားပေခေါင်းထဲကြလျင် မိုးမာပဲခေါင်းထဲကြလျင်မိုးမာပဲတင်းချိုင်းထဲရောက်လျင် မလှုံနိုင်မရှက်နိုင်ပြီးတော့လေလိုက်ပို့သူတွေပြန်လျင်တယောက်တည်းတင်းချိုင်းထဲမှာကြံရစ်မိ တစီ6လိမ့်မည်ဟူသောခလေးတို့၏အတွေးမျိုးနှင့်မချားပေစင်စစ်မာကတေသူမာတစုံတရာမြမထူးခြားအဝတ်ဟောင်းပုံကအဝတ်တစ်ကိုဝှချင်းမြဖြစ်လေသည်အဘယ်မှာအကြောင်းမဖွယ်ရာရှိပါသည်နိဒေချင်းသဘောတရားကိုစင်ကျင်ကတရားယူသူတို့အားမိသူများပိတ်ပင်မှုမရှိပေဒီကျွန်ုပ်ကဲ့သို့အယူအဆရှိသူများအတွက်လုံးမီမထင်ဘုံမီသာထင်ဤတနေ့ဒီမှာပဲ မျိုးချင်းစိတ်ရှိသူများသည်ဤစိတ်မျိုးရှိတင်ကြလေသည်မိမိကိုမိကို၍နေသောအချွေအယံများအတွက်လည်းစင်စစ်ပူဖို့မလို၎င်းတို့မှာ၎င်းတို့ကုဆောင်နှက်ရှိထိုကုဆောင်နှက်သည်မိဘထက်စိတ်ချရာ၏၎င်းကုဆောင်နှက်ကအချားမဟုတ် Institute of Preservation တဘောတရားပင်ဖြစ်လေသည်ထို့ပြင်ဤလောကသည်ဆင်းရဲဒုက္ခနှင့်မကင်းနိုင်သောလောကဖြစ်၏ငါသားကဘယ်လိုတတဝါမျိုးမှုဆင်းရဲဒုက္ခနှင့်ကင်းရမည်နည်း ငါသမီးကဘာမှမစုံမဲနေရမှာနိငါမရလဲအရွယ်ရှိသေးရင်ချစ်သူတယောက်နဲ့တွေ့ရမှာပဲတတော်တခုကံတခု ရေငှက်၍မတည်နိုင်ကံရှိသည်တို့ဖြစ်လျာတေရမှာကိုလည်းမကြောက်ရမြဲမြံတည်အောင်လဲကျင့်ဖို့မလို့ဉာဏ်ဝိရိယအထုံးကဖြစ်အောင်ကြိုးစားဖို့လိုလေသည်ကြိုးစားကြံစီလောက်ကံသမျှကိုဤတသက်ဤဘဝအတွက်ဟူ၍သောဤဘဝအတွက်ဟူ၍သာသဘောမထားရ ဘဝအဆက်ဆက်တဆင့်ထက်တဆင့်ဖုံးတဘာတိုးတက်ဖို့လောက်ကိုင်းကြံစီရချင်းဖြစ်ဒီကမလွေးနိုင်တော့သဘောတရားဖြစ်လေသည်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြမိမယ်စာအုပ်လေးကတော့လူဘုံကလူနှစ်ချမ်းသာရေးလမ်းညုံအပိုင်းသုံးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့နေသိမ့်မကောင်းနေလို့အတန်အစင်မပြေချင်း ဖြစ်သွားခဲ့ရင်လဲနားလည်ပေးကြပါလို့မိတ္တရဲခံပါတယ်တို့ဖြစ်လေရာတေမာကူလည်းမကြောက်ရ မြဲမြံသေးအောင်လဲကျင့်ဖို့မလို့ညာဝိရိယအထုံးကိုယ်တော်ဖြစ်အောင်ကြိုးစားဖို့လိုလေသည်။ကြံစီလောက်ကန်သမျှကိုဤတတဤဘဝအတွက်ဟူ၍သာသဘောမထားရ။ဘဝအဆက်ဆက်တစ်စစ်ထက်တစ်စစ်ဘုံတတပါဘုံတပါတိုးတက်ဖို့လောက်ကန်ကြံစီရခြင်းဖြစ်သည်ကမလွဲနိုင်သောသဘောတရားဖြစ်လေသည်။ဩဒီဟုသဘောမထားရတစ်နှစ်ထက်တစ်နှစ်ဘယ်အရာကိုပို၍ဖြစ်မြောက်အောင်လုပ်ရမည်။လုံခဲ့သောနှစ်နာရီငါမှာဘယ်အရာ ဖြစ်ထွန်းခဲ့ပါသနည်း မဖြစ်ထုံးခဲ့ကြေကယခုနှစ်ဖြစ်ထုံးအောင် လုပ်မည်တစုံတရာဖြစ်ထုံးခဲ့ကြေကယခုနှစ်ပုံမူဖြစ်ထုံးစေရမည်ယခုနှစ်မဟာဝိဇာတန်ကို distinction နဲ့အောင်မြင်ခဲ့ကြေအပ်ခြေနဲ့၍မနေအပ်အဘဲပညာကိုဒိုးကဲ့သို့မှု့နိုင်အောင်လာမည်နှစ်မှာကြိုးစားမည်ဘယ်အလုပ်ကိုပြီးမြောက်အောင်လုပ်မည်ဟုသောဆုံးဖြတ်ချက်ကိုကြားကဖြစ်အောင်ဖြစ်အောင်ကြိုးစားအပ်လေသည်ချမ်းသာခြင်းမကြွယ်ဝတော့လေချမ်းသာနိုင်သောနည်းရှိသည် ကျွဲဝခြင်းနဲ့ချမ်းသာခြင်းနဲ့အလင်းမတူကြပေကျွဲဝတော့လည်းမချမ်းသာပဲနေနိုင်၏မကျွဲဝတော့လည်းချမ်းချမ်းသာသာနေနိုင်ရ၏သို့တော်လည်းပညာရှိသောလူအနေငယ်တို့မှကျွဲဝလျက်ချမ်းသာနိုင်ကြလေသည်ထိုကဲ့သို့သောပုံကူများသည်လွန်စွာနေပါကြလေသည် အများအပြားကကြီးမြင့်ကျွဲဝခြင်းသည်ဝန်လေးဒုက္ခကိုပုံမှုစေတတ်သည်ကများလေသည်မကျွဲဝတော်သူတို့၌ချမ်းသာဒုက္ခရှိသူများသည် ကျွယ်ဝသောသူများတဲ့ပူမူ၍များလေသည်ငွေဒီချမ်းချမ်းမြေ့ခြင်းကိုဖြစ်စေသည်ကအမှန်၏လောဘလွန်စွာမကြည်သူဂုံပကာသနလွန်စွာမလိုက်စားသူထိုသူအထိုသူတို့အတွက်တင့်ယုံမျှသောငွေကြည်သည်အမှန်ချမ်းသာခြင်းတို့ဖြစ်စေနိုင်လေသည်ငွေကြည်လုံလောက်စွာမရှိက တင့်တင့်တဲတဲမနေနိုင်တင့်တဲစွာမနေနိုင်ကချမ်းသာနိုင်မည်မဟုတ်ပေဤကလူဤအစစ်အတန်မျိုးယုံကြည်တည်နှင့်ညီစွာ တင့်တယ်တင့်တင့်တက်တက်နေကြရမည်ဆိုလိုသည်ပြုတ်ကပြားလင်္ကာဆရာတို့ကဆင်းရဲခြင်းဤဂုံကူပေါ်ပြကဆင်းရဲမွေးညက်စုတ်ပြက်လေးလေးချမ်းသာလေးလေးမှတ်ထင်ရလောက်ရေးသားတက်ကြလေသည်ဤကဲ့သို့ဆင်းရဲပြီးစိတ်ဤဒုက္ခကိုခံစားရသူများကလွန်စွာနှဲပါကြပေလိမ့်မည်မိမိ၌အကျွေးရင်လုံလုံကင်းမဲ့သူလောကကိုလုံလုံစုတ်ပြက်သူတောထွက်သူများဒီကချမ်းသာအောင် ချမ်းသာကြပေလိမ့်မည် သို့တော်လည်း၎င်းတို့၏ချမ်းသာခြင်းမှာအာရိယတန်ကားတော့မဖြစ်သေးသမျှအစစ်အမှန်ဟုစုံနိုင်လိမ့်မည်မဟုတ်ပေငွေကြေးအရာ၌တင့်တယ်သောအခြေအနေကိုရရှိဖို့ရန်လွန်စွာခက်ခဲလှပေသည်လွန်စွာခက်ခဲလှသည်မဟုတ်ပေအနေငယ်များချိုးချန်စွာကြင်ချင်းသာလျှင်လူရင်းဖြစ်လေသည်အဘေဘုံချိုးချန်ရမည်နည်းဟုဆိုသောလှုပ်ခြင်းအားကိုမလှုပ်ခြင်းစားခြင်းအားကိုမစားခြင်းသွားခြင်းအားကိုမသွားခြင်းဟုသောချုပ်တီးခြင်းစိတ်တို့ကိုအနေငယ်များခိုင်းခြင်းပင်ဖြစ်လေသည် ထိုကဲ့သို့ချုပ်တီးခြင်းမရှိကထင်သလိုလှုပ်ချေကငွေကြီးရာ၌တင့်နေစွာနေနိုင်ကြမည်မဟုတ်ချေလောက၌ဒုက္ခချမ်းသာအစစ်အမှန်ကိုမိသူတဦးတယောက်မှရရှိခံစားနိုင်ကြမည်မဟုတ်ပြီအနေငယ်မြသောဒုက္ခကလေးများကို ခံစားခြင်းအပြင်ဒုက္ခကြီးများမှလွတ်အောင်နေတတ်ကြလေသည်ထိုသို့နေတတ်သူများကိုချမ်းသာဒုက္ခရှိကြသူများဖြစ်သည်ဟုဆိုရလေသည်ထိုအနေငယ်မြသောဒုက္ခကလေးများသည်ကစိတ်အလိုကိုလွန်စွာမလိုက်ခြင်းပင်ဖြစ်လေသည် လူသည်စိတ်အလိုကိုလိုက်ခြင်း၏လုံချင်သောအရာကိုမလုံရသည့်အခါဆင်းရဲဒုက္ခဖြစ်၏စိတ်အလိုကိုလွန်စွာလိုက်သောအခါ၌လည်းဒုက္ခပေါ်၍ကြီးလေ၏စိတ်အလိုကိုမလိုက်ဘဲနေသောအခါ၌လည်းဒုက္ခဖြစ်၏တို့ဖြစ်လျာစိတ်အလိုကိုလွန်စွာမလိုက်အပ်တော်တင့်ယုံမျှလိုက်ကြရမည်လူသည်မြောက်ပင်ခြင်းကိုခံခြင်း၏လွန်စွာသောအမြောက်မကြိုက်အပ်ပေတရားပြုပြင်ခြင်းကို ခံရသည့်အခါ၌၎င်း ဇောဂတိပါခြင်းကို ခံရသည့်အခါ၌၎င်းဒေါသထွက်ခြင်း၏မခံခြင်းသောစိတ်ပေါ်ပေါက်၍လာတတ်၏ထိုမခံခြင်းသောစိတ်ကိုနှိပ်ကိုရမည်သို့တော်လေထိုစိတ်ကိုလွန်စွာနှိပ်ကိုချေက လူမလေးစားပွဲရာဖြစ်တတ်၏အာယုံ၅ပါးကိုမည်သူမဆိုလိုက်စားခြင်း၏လိုက်စားခြင်းသော ထိုစိတ်ကိုနှိပ်ကိုရမည်သို့တော်လေမနှိပ်ကိုချေကအကုန်အကျများခြင်းငြိမ်ဝေခြင်းဖြစ်ကဒုက္ခများတတ်၏လွန်စွာနှိပ်ကိုပါကလည်း Kill Join ကိုလူမျိုးများအဖြစ်တို့ရောက်ကသွေးချောက်သောဘဝ၌နေပြရပေလိမ့်မည်။မခန့်ကျင်သောစိတ်သည်လွန်စွာဆိုးရွား၏မုံထားမနာလိုဝန်တိုခြင်းသည်မိမိကိုယ်ကို ပြန်၍ညင်ဆဲသောစိတ်မျိုးဖြစ်လေသည်။မနာလိုသောစိတ်သည် ကိုယ်ကိုယ်ကို သူတစ်ပါးတည်းညံ့ဖျင်းသည်ဟုဝန်ခံသောစိတ်ပင်ဖြစ်လေသည်။အကြောင်းမူကားကိုထက်သာမနာလိုဟုသောစကားရှိလေသည်။ ဤစိတ်မျိုးပေါ်ပေါက်လာသောအခါဖြောင်းဖြန်းနိုင်သော အချင်းကိုရသည့်အခါအထူးချမ်းသာ၍လာကြောင်းကိုတွေ့ရလိမ့်မည်။အာယုံ၅ပါးကို လိုက်စားခြင်းသောစိတ်သည်ပူလောင်သောစိတ်ဖြစ်၏။မုံထားမနာလိုခြင်းသည်ကကုထနူနာနှင့်တူလေသည့်ဤကမကြွယ်ဝပဲလျက်ချမ်းသာသောနည်းဖြစ်လေသည်။ကြွယ်ဝလျက်ချမ်းသာနိုင်သောနည်းကအောက်ပါအတိုင်းဖြစ်လေသည်။အများအပြားကြွယ်ဝသူတကိုးကြီးသူများမှမိမိဤတကိုးအချိန်အဝါဖြင့် ရှုံမြိုက်လောင်ကျွမ်းခြင်းကိုခံ၍နေကြရလေသည်။ဘေလေကူးသည်မော်၌လင်းညင်းကထွက်တော်တတိကြီးတယောက်၏ရင်ခွေ၌အဘဲကဲ့သို့သောမိများလောင်၍နေသည်ကိုကျွန်ုပ်တို့မသိကြရခြင်း။လင်းညင်းကထွက်ခြင်းသည်စိတ်ဤလွတ်လပ်ခြင်းကြောင့်မဟုတ်စိတ်၌ဇွဲကပ်နေသော ရှုံမြိုက်လောင်မီးကိုတတ်တာစေရမြတ်တတ်တာစေရမြတ်သာဖြစ်တတ်လေကြသည်။ကျွန်ုပ်သည်သူတော်စားတရောင်းစားတယောက်မကြမီကမြင်ရ၏။ ၎င်းတရောင်းစားသည်ဟိုအိမ်မှဒီအိမ်မှ တောင်းရွေ့ရသောဓမင်းဟင်းများကိုအလွန်အကျွအထူးမိန်ရှက်စွာစား၍နေ၏၎င်းစားသောနေရာအနီး၌တဲဘုတ်တစ်ခုမှကလမတစ်ယောက်သည်တံဖြူခွက်နှင့်ရေကိုလာ၍ပေး၏ထိုရေကိုလက်ခုံနှင့်ခံက အားရပါရတောက်၍ထို့နောက်မကုံသောဓမင်းကိုပြန်၍စား၏နောက်ဆုံးတစ်ဖန်ရေကိုပြန်၍တောက်၏ကျွန်ုပ်ကိုယ်တိုင်ဝါ၍သွားတကယ်သူဖြစ်လေသည်လေချင်းကထွက်တော်တတိကြီးသည်တတိဘဝသို့ရောက်သည့်အခါမှစ၍ ထိုကဲ့သို့မိန်ရှက်စွာဗနှစ်ကြိမ်စားခဲ့ရပါသည်။ထမင်းစား၍နေခိုင်းမှာရှဲရဈေးသည်အကုန်အစင်ကျသွားပြီဟုတရင်ကိုရ၏မိမိတင်မောတစဉ်ဘုံမှန်၍နှိမ့်မြုပ်သွားသည်ဟုသောတရင်ကိုရတတ်၏ထိုအခါထမင်းသည်အပင်ဖြစ်ကဆို၍ဆို၍လာလိမ့်မည်။သို့တော်လည်းဤအရာမျိုးက ဖြစ်ခဲသောအရာများပေ။ယာဒုထာယာဒုထာနန္ဒရအလောအခြေတိုးတက်ကြီးပွားနေခြေကအသင်သည်ကံကောင်းသောသူဟုအပြောခံရပေမည်။ ကောင်းသောအသေးအကန့်ကိုအသေးလောက်ကံမကောင်းသူတို့အားဝေခါ၍ပေးရမည်။အလုံးညံ့ဖြစ်သောလက်အောက်သားတယောက်ကြီးပွားလိုသောစိတ်ကောင်းရှိသည်ဟုသိရရင်ထိုသူအားတိုးပေါအောင်ဘလို့လောက်ရမည်ကိုကြံစီရမည်။တင်းသည်လက်အောက်ငယ်သားတယောက်အားဒုတ်ချောင်းကလေးနှင့်ကော်ပြီးတစ်ထစ်နှစ်ထစ်မြည့်၍တင်နိုင်ပါလေရဲ့ဒုတ်ချောင်းနှင့်ဓားကမတက်နိုင်အောင်လှုပ်ချေကလျော်ကန်သိမြတ်မည်တော့အထက်သို့ရောက်၍နေသူတယောက်ကအောက်၌နေသူတယောက်အားဖိချင်းပြုတ်အပ်ပါသလော ထိုကဲ့သို့နည်းဖြင့်တစုံတယောက်အားအမြဲဆောင်မနိုင်သောလမ်းအခွင့်တွေမရေမတွက်နိုင်အောင်ရှိကြလေသည်ထိုအလုံများသည်ကျေးဇူးအတော်အလှဲ့ကိုမမျှော်ကိုပဲအမှတ်တမဲ့နှီးမျိုးဖြင့်ပြုလုပ်ရသော အလုံမျိုးဖြစ်သည်ဖြစ်လေသည် လောင်ငယ်သားများအတွက်မိမိထက်အထက်ကျသူများထံအကောင်းကိုမပြောအဆိုးကို ပြောသူများသည်လည်း၎င်းတခင်အားရကျွန်တန်ဝဟုသောလူများသည်၎င်းမိမိတို့ကြီးကျယ်ခြင်း၌ဒုက္ခခံဒုက္ခချမ်းသာကိုမခံစားရပေ မဲအကောင်ကိုငါဘလို့လှုပ်တာငါဘလို့လှုပ်တာပဲဟုသောစကားပြော၌ဂုံယူကစိတ်လက်ရွှင်ပြတာယာလျက်ပီတိသောမနတဖြစ်၍နေသည့်သူများကရှိကောင်းရှိကြပေလိမ့်မည်လားမသိရပေဤကစိတ်ဤချမ်းသာခြင်းအစစ်မဟုတ်စိတ်ကိုလှည့်စားခြင်းသာဖြစ်လေသည်တတဝအချင်းချင်းအနိုင်ပြုခြင်း၌ရည်ရွယ်ချက်တစ်ခုခုရှိလေသည်ဥပမာဂေါရင်ကြီးကလားသည့်ချက်ကိုတတ်၏ ၎င်း၏ရွေချက်ကတနင်္ဂနွေနေ့မှာကစောနှင့်ပျော်ပွဲစားဖို့ဖြစ်၏အတိန်၏လက်အောက်၌ရှိသောဒုတိယ၏တက်လန်းကိုဒုံးနှင့်ဟန့်တား၍ထားခြင်းကအဘယ်သို့သောရည်ရွယ်ချက်ရှိပါသနည်းရည်ရွယ်ချက်မရှိဘဲအစိုးကိုလှုပ်ခြင်းနှင့်ရည်ရွယ်ချက်မရှိဘဲအကောင်းကိုလှုပ်ခြင်းနှင့်အဘယ်ကကောင်းပါသနည်းအချုပ်ဆိုသောမိမိကိုယ်တိုင်ဘုံရှင်ကံရှင်တဘာရှင်ဖြစ်ခြင်းကိုတဘာရှင်ဖြစ်ခြင်းကိုအကြောင်းပြုကတတဝါများကို ပူကြီးဆောင်မတက်ချင်း၌ရရှိခံစားအပ်သောဒုက္ခချမ်းသာစိတ်သည်တတဝါများကိုချမ်းသာစေလိုသောစိတ်ပင်ဖြစ်လေသည်ထိုချမ်းသာစေလိုသောစိတ်သည်ဘောလုံးနှင့်တူ၏တတဝါများတို့သည်ကအုံနေရန်တတိုင်းနှင့်တူ၏တင်းဒီကထိုဘောလုံးဖြင့်တတိုင်းကိုဖြစ်ပေါက်သူနှင့်တူ၏တင်ပေါက်သောဘောလုံးသည်တင်ဤထံသို့ပြန်၍လာရမည်ကဓမ္မတာတဘောတရားတစ်ခုဖြစ်လေသည် ထိတ်တန့်သူရောက်လိုသူဤစိတ်ထား မျော်လင့်တောင်းတနေုံနဲ့မပြီးကြီးပွားသူနဲ့မကြီးပွားသူဤကွာခြားချက်လူမှန်သမျှစိတ်၌မျော်လင့်ခြင်းသည်တည်တည်တိုင်အောင်ရမည်ဖြစ်လေသည်မိလူများမိမိကိုယ်ကို အမြဲစင်ရဲ၍အောက်ချနေလိမ့်မည်ဟုမယုံကြည်တနေ့တစ်နေ့အချက်ပေါ်မှာပဲအကျံစီတခုခုအထာမြောက်မှာပဲဟုယုံကြည်လေးရှိကြလေသည်တို့ယုံကြည်မျော်လင့်ထားသည့်အတိုင်းဖြစ်မြောက်ပါမည်လော့ ဖြင်းမြောက်ပါမီလားဟုမေးလျင်ဖြစ်မှာပဲဟုဝေပင်ဖြေဖြေရပေလိမ့်မည်။သို့သောဖြစ်အောင်တိတိရရောက်ဘာကိုလုပ်ရသလဲဟုမေးလျင်ကအများအားဖြင့်ရုံးမှန်စွာဖြေဖို့ခက်ပေသည်။ဘယ်သောအခါဖြင်းမြောက်အောင်မြင်ရန်အခြေအနေတိတိသာသာဘယ်အခါပြောင်းလဲပါမီနည်းဟုမေးလျင်လဲရုံးမှန်စွာဖြေနိုင်လိမ့်ဖြေနိုင်လိမ့်မည်ဟုမဟုတ်ပေ။ထို့သောတိတိရရောက်မှန်ကန်စွာမဖြေနိုင်ကြတော့လဲမိမိတို့ကိုယ်ကိုတခုခုဖြင်းမြောက်အောင်မြင်မှာပဲဟုသော ယုံကြည်ခြင်းသာတကယ်လိုဖြစ်၍တကယ်လိုဖြစ်၍နေလေသည်ထိုလူမျိုးတို့အတွက်ထုံမျော်လင့်ချက်မရှိကတာ၍ကောင်းပြီလိမ့်မည်အကြောင်းမူကားထိုမျော်လင့်ချက်မရှိကပူပင်ကြောင်းချသောစိတ်ကြောင့်ထားကြွလုံလနှင့်တခုခုကိုလုံးရပေမည်ထိုမျော်လင့်ချက်ကပူပင်ကြောင်းချကဲမဲယုံမျှမိမိတို့ကိုယ်ကိုလှည့်စားတကယ်သို့ဖြစ်လေသည်တို့လှည့်စားသောစိတ်ကြောင့်မပူလဲမပူပါဘာကိုမျှလဲတိတိယောက်ယောက်မလုံး အေး၍နေကြလေရာထိုလူမျိုးမှအဘဲအဘဲနီးဖြစ်တစုံတရာတိတိသာသာ ပြောင်းလဲခြင်းဖြစ်ပါမည်နိပြောင်းလဲခြင်းမဖြစ်ကအဘဲနီးဖြစ်ကြီးပွားနိုင်ပါမည်နိတို့ဖြစ်လေရာငါဒီလိုချီအမြင်နေရမှာမဟုတ်ဘူးဟုယုံကြည်မျှော်လင့်နေတို့နေသူတို့သည် အောက်ပါအချက်များကိုဂယုဖြူကြရပေလိမ့်မည်ထိုအချက်များကငါသည်တနေ့တနိုင်ဟန်လိမ့်မည်ဟုမျှော်လင့်၍နေ၏ မျော်လေးချက်အတိုင်းဖြစ်မြောက်အောင်ငါဘာကိုတိတိယယောက်လှုပ်ပါတယ်လေငါဒီမျော်လေးယုံမျော်လေး၍နေသလားမျော်လေးဒီအတိုင်းမဖြစ်မှာကိုတွေးခေါ်စိုးရိမ်ပါလားမျော်လေးယုံကြည်လောက်သောအခြေအနေလုံလောက်ပါဤလောမျော်လေးဒီအတိုင်းဖြစ်မြောက်အောင်မြေမျော်လေးဒီအတိုင်းဖြစ်မြောက်အောင်တစုံတရာလှုပ်လျင်ထိုးအရာဒီအမှန်အကျိုးရှိပါမည်လောလှုပ်သောအရာတစ်မျိုးတည်းရှိသလားအမျိုးများရှိသလားငါလှုပ်သောအရာများ၌ငါဒီတကယ်စွဲမြဲ၍ ်အစကအစုံတိုင်းပေါက်ရောက်အောင်ကြိုးစားပါ၏လားတပိုင်းဖြစ်အလုပ်တွေဘလောက်များတယ်လဲသူတပားကိုအားကိုး၍နေသလားအမွေကိုမျော်လင့်၍နေသလားရာမီကျွေးမီကိုစောက်၍နေသလားဟုသောအချက်များပင်ဖြစ်ကြလေသည်အထူးသဖြင့်သတိထားရမည့်အချက်ကတပိုင်းဖြစ်အလုပ်တွေများနေလေမဖြစ်နိုင်လေလူဟုမှတ်ရမည်ကြည်ပွားမိလူနဲ့မကြည်ပွားနေလူပါတခုကိုလှုပ်လို့ဒီအခါဖြစ်စေအတက်တခုကိုတင်လို့ဒီအခါဖြစ်စေ အကျိုးဖြစ်မီမဖြစ်မီကိုစဉ်းစား၏စုံစမ်း၏တိုင်ပင်သူတို့ကို တိုင်ပင်၏စိတ်ကိုနိုင်၏လောက်သောအခါအစအဆုံးတိုင်အောင်လှုပ်လေးရှိသည် စားရွေးလုပ်ပြီးမှနေရာချမီအလုံးမဟုတ်ပါဟုနေရာချမီအလုံးမဟုတ်ပါဘူးဟုသောစေကြီးတခုခုဝင်ရောက်လာသည့်ပြည့်တပိုင်းဖြစ်၍ရက်ထားလေးရှိသောသူသည်ဘယ်အခါမှကြီးပွားအောင်မြင်မည်သူမဟုတ်ပေတို့ဖြစ်လျာငါကြီးပွားမည်သူလားဟုတိလိုကငါသည်တပိုင်းဖြစ်လှုပ်တတ်သူလားစိတ်လျှော့တတ်သလားဟုမေးရမည် ခြေပွားမိလူသားအကျိုးမများသောအလုပ်တစ်ခုကိုစ၍လုံးမိရာလမ်းခုလက်ချမှအကျိုးမရှိမှန်တိကလျှော့၍မဖြစ်မိမိကိုယ်ကိုတံပေးသောအနေနဲ့ထိုအလုပ်ကိုအဆုံးတိုင်လုပ်၏ထို့တွင်အချားအရှိုးအကျိုးရှိသည့်အလုပ်တစ်ခုကိုစ၍လုပ်လေရှိသည်နောက်ဆုံး၌အကျိုးရှိမယ်မထင်သောအလုပ်သည်လည်းအဆုံးသို့ရောက်သည့်အခါအတန့်မွေးလွန်းကြောင်း၌ကြီးသောအကူအညီတစ်ခုဖြစ်နိုင်လေသည်တို့ဖြစ်လျာမှားသည်ဖြစ်စေမှန်သည်ဖြစ်စေ စားမိလျင်မစွန့်ရ ထိုလူမျိုးမှာခွေးဘလူစိတ်မျိုးဖြစ်ရာမကြီးပွားလျင်မနေနိုင်သောစိတ်မျိုးပေသည် ကိုကျိုးစည်းပွားကဘာပေါ်၌မိမိကိုယ်တိုင် အကျိုးစည်းပွားကို မလိုလားသူဟူ၍မရှိရဲရင်စွာအသက်ကိုစို့သူများပင်လျင် တမလွန်ဘဝအကျိုးကို၎င်းကြံရင့်မိဂုံတည်းကို၎င်းလိုလား၍စွန့်ကြလေသည်ကုသူကောင်းမှုပြုလျင်တည်ပြီးနောက်အကျိုးထုခံစားရမည်ဟုသောအစွဲသည်လူတရားလျင်96ရောက်မျှသာ ဘာသာတိုင်းမှာရှိအသိပညာနည်းလေလေထိုးအယူတီးလေလေဖြစ်ကြောင်းအလုံးနှိတ်ကြ၍အလုံးရိုင်းသောလူမျိုးများ၏အယူကိုထောက်သဖြင့်သိရ၏ကျွန်ုပ်၏စကားဖြစ်၏အဘယ်ဘာသာမှမဆိုကျွန်ုပ်အစွဲရှိဘုရားဘာသာမှာတော်သည်အဘဲကြောက်ဆိုသော လူတိုင်းသိပြီးနောက်အကျိုးခံစားရမည်ဟုမဆိုလိုသို့သောကြွယ်ဝသူတို့စိတ်၌၎င်းဘုံကြီးသူတို့၏စိတ်၌၎င်းရှေးကပြုခဲ့သောအကျိုးဟုပုံသည်ထင်မှတ်ကား တိုး၍ဘေးကံတက်ကြ၏ထိုကဲ့သို့ဘေးကံခြင်းသည်ကိုကျိုးရှာခြင်းပင်ဖြစ်လေသည် ကိုကျိုးမမျော်လင့်မဲ့ဝတရားကဲ့သို့သဘောထားကရက်ရောစွာစွန့်ကျဲသူနေပါလေ၏ရှေးကားပြုခဲ့သူကောင်းမှုကြောင့်ယခုဘဝမှာခံစားရသည်ဟုသောအယူအမှန်ကဒိဋ္ဌိလူမျိုးများသာဒိဋ္ဌိလူမျိုးများသည်မိမိတို့ထက် ကုသိုလ်များကြသည်ဟုဆိုရပေမည်ဗုဒ္ဓဘာသာမှာကတခြားဘာသာများထက်အေးအယားမှာပို၍ယဉ်ကျေးလေသည် အကြောင်းမူကားကုသိုလ်ပြုတိုင်းတည်ပြီးနောက်ချက်ချင်းအကျိုးခံစားရမည်ဟုမောဩဘေစိတ်ညာအစင်အတန်းမြင့်သူရင့်သူဖြစ်လိုကဘေကံရာ၌နောင်ချိုးကိုမမြော်အပ်ပေတေလီချက်ချင်းကောင်းငင်ဘုံကိုရောက်ပြီးဒါသနာအတွက်လှူလင်းစည်းဘွားတက်မြို့အယူရှိသော ခရိယများထဲ၌ပင်ယခုအခါပုံမူရင်ကျေးသူများသည်ထိုစိတ်နှင့်လှူဒန်းခြင်းကိုမပြုဂုံပကာသနာကိုလည်းမရှာတိတ်ဆိတ်စွာလှူဒန်းကြလေသည် လူရ၌လည်းအကျိုးမဲ့ပေးခြင်းကံခြင်းမဟုတ်လူတော်ဟာအချင်းချင်းလက်တော်လက်တော်အကျိုးစီးပွားဖြစ်တော်မှသာလူကြလေသည်တံပရီချောင်းစီအောင်အလူအကြီးပေးသည်ဟူသောစကားအယလူကြသူတို့၏အလုံများနှင့်အဘယ်မျှချားနာပါသနည်းအဘယ်မှမဆိုယဟန်ဆရာများသည်ဘာသာဝင်တို့ကို ရှေ့အခါကဒါနကိုဟောခဲ့ကြလေသည်ကိုရီးယန်ဘုန်းကြီးများလည်းထိုကဲ့သို့ဟောခဲ့ကြ၏ယခုကဟော၍မရတော့ပေ။ အကြောင်းမူကားယဟန်ဆရာများထက်ပညာတက်၍လာကြလေသည်တေသူ၏ဝိညာဉ်ရေမလွတ်အောင်ဆူတောင်းပေးပါဟုဘုန်းကြီးကိုငွေပေး၍တောင်းပန်ရလေသည်ဤပညာနည်းမျိုးမှာလူများမှရှိသောကိုကျိုးစည်းပွားကိုအမိပြုကညာချင်းပြစ်လေသည်တော်တောင်၌နေသောအရဟံအစိုင်းများမှာနောက်ဘဝ၌ခံစားရမည်အကျိုးစီးပွားအတွက်အသက်ကိုပဲစွန့်ကြလေသည်လူတယောက်၏စိတ်ထားကောင်းခြင်းမြင့်မြတ်ခြင်း ယဉ်ကျေးတိမ်မွေ့ခြင်းကို ထိုသူဤလူဒန်းပေးကမ်းခြင်းဖြင့်တိုင်းတာခြင်းမပြုနိုင်သတင်းစာဤချင်းညာကတသိန်းကုန်လှူတော်လဲမိမိဤလက်အောက်ငယ်သားများအပေါ်၌၎င်းမိမိပိုင်တိုင်သောသူအပေါ်၌၎င်းဘေးရသောအခါတွင်မှတကြံနှစ်ချက်ကိုဖျက်လိဖျက်လိရှိသူဖြစ်နိုင်လေသည်ဤလောက၌၎င်းနောင်တမလွန်ဘဝအတွက်နှင့်လူသူများစွာရှိကြလေသည်တာဒနာတာဒနာကိုဤဘဝ၌လူသည်များသည် ကောင်းငင်ဘုံ၌စုမိ၏ဟူသောအဟောမျိုးသည်ခရိယန်ဘုန်းကြီးများ၏နှုတ်မှအခါအခါကြားရလေသည်ဘုရားဘာသာ၌လည်းဒါနတော်ဘောဘဂဝါဟူသောစကားရှိလေသည်ဟောသူများ၌သာထိုစကားတွင်၍နေ၏ယခုအခါသည်ငွေကြေးရှားပါသောအခါဖြစ်၏အမျိုးသားတို့၏ကြီးမြတ်တိုးတက်လွမြောက်၏အလုံးအတွက်ငွေကြေးမြောက်များစွာလို၍နေ၏ ထိုကဲ့သို့သောခေနိုင်လူရန်ပေးကမ်းခြင်းအလုံများကိုလိမ်မာစွာပြုတင်ကြပေသည်အကျိုးမဲ့ဖြုံးတီးခြင်းပကာသနာတော်ပေးကမ်းခြင်းနေပြီးနောက်မှပြန်ရမည်ဟုစိတ်မချရပဲဓမ္မရေချောင်းစီအောင်တနတ်စားမြသောဓမင်းကိုကျွေးခြင်းမိမိတက်နိုင်သည့်ထက်ပုံမူကဂုံပြန်၍လှူခြင်းစသည့်အမျိုးသားဆုပ်ယုပ်ပျက်စီရာပျက်စီကြောင်းအလုံများကိုနည်းစေလျက်အမျိုးသားတိုးတက်လွတ်မြောက်ရေးအတွက်သာရဲ့ရောစွာအကုန်ခံသင့်ကြလေသည် ုသူမှာညောင်စေးနှင့်ညောင်ပင်စေးကုသူမှာညောင်စေးနှင့်ညောင်ပင်စကားလိုစေတနာပမာဏပဒါနာဖြစ်ရာပကာတနာစွန်ကြဲခြင်းသည်အကျိုးမဲ့ဖြုံးတီးခြင်းဖြစ်မိအပြင်ကိုကျိုးစည်းဘွားကိုရှာကြံသောရှေးစိတ်ရိုင်းကြီးကိုလည်းအာပိယရောက်တဲ့ပြည့်ရင်ကြီးသောစိတ်ဖြင့်ပေးကမ်းခြင်း၌မွေးကြပါကုန်မြမလူမျိုးတို့သည် အလူအတန်းရက်ရောသည်ဟုသောဂုံအတွက်လည်းမလူအပ်ပေ ုံးနေရက်ရွာများ၌အယမ်းမဲ့လှူသူတွေပို၍များလေသည်ကြေးရွာပြုပြင်အလုတ်ကိုလှုပ်သူများသည်အတိုးငွေနှင့်ချေး၍မလှူရအောင်တတိပေးဟောပြတင်းကြလေသည်တမူးရလိုတပဲလူတို့ရှမ်းတောင်သူတုန်နိုင်ပါမလားဥသောစကားရှိမြို့သူမြို့သားတထေးတကြွေများသည်လဲတောင်သူကိုတို့ကတောင်သူကိုတုကကစုံဥဆိုင်၍မနေနိုင်အဘဲမှာတုန်နိုင်ပါမည်နိမြို့ငယ်ကလေးတစ်ခု၌ တာချင်းပေါက်ဖို့နှစ်ယောက်ဂုံတုခေါင်းပြိုင်ရှင်ပြုတ်ကြသည့်အတွက်တစ်ဖက်မှာကျွဲတွေနွားတွေစပားတွေအသိမ်းကန်ရပြီးတစ်ဖက်မှာတရက်တရွာတို့ပြောင်းရွှေ့ပါအိမ်ယာကိုစွန့်၍ပြေးရဘူးလေသည်ဤကားရေဆက်ချ၍လှူခြင်းဤလက်တလုံးအကျိုးပေးသည်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တယ်လူဘောကလူနဲ့ချမ်းသာရေးလမ်းညွန်စာအုပ်အပိုင်းတော့ဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါက ကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sonebo channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြတ်တာရက်ခံပါတယ်။သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မြတ်တာရက်ခံပါတယ်။အားလုံးကောင်းသောနေ့လေးကိုပိုင်းဆိုင်နိုင်ပြီးတော့ဘေးရန်နဲ့အသွေးသွေးနဲ့ကက်ကြီးသုံးပါးရမှာအမြန်ဆုံးကြော်လွှားနိုင်ပြီးတော့ငြိမ်းချမ်းသောပုံမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။